Okay. Hello, မင်္ဂလာပါရှင်။ပါပြီးလုံနေကြပါလေ။ပါပြီးလုံနေကြပါလေလို့။နေမလုံးအောင်နားလေးပါစိမ့်နေပါလေ။ Okay, ပြရတော့။တော့ကြာနေနော်။တရက်တရက်အချိန်နေရလဲ။ ုံမြင်သလားမမင်းနဲ့။ဒါဒီမန်းကိုမသိ။ဟုတ်တယ်ဟုတ်။တရက်တရက်အချိန်လေးကကုံမြန်။တရက်တရက်အချိန်လေးကကုံမြန်လာလေအသက်တရက်ကချီချီလာလေပဲနော်။နှာခမ်းလေးဒီမှာလေးစအေးလောက်နှာခမ်းလေးရရန်ချောက်တဲ့ဒီနေ့ live လေးရတော့ပေါ့နော်။ ကျွန်မရဲ့ဘဝအကြောင်းလေးပဲပြမှာနော်ကျွန်မကျွန်မပတ်စံကကျွန်မသိလိုချင်လားမလိုချင်လားဆိုတော့ကျွန်မပြောပြမသိလားခါရကြလို့ရှင်ကျွန်မတို့တွေကပတ်စံကလေလွယ်လို့တခုကလုပ်မယ်ဆိုရင်လွယ်လို့ထင်မိတာပေါ့နော်ဒီလောက်ကလွယ်လိုက်မှာပါလွယ်မှာပဲဆိုတော့အလောက်ကတကယ်တမ်းကျတော့မလွယ်ဘူးတော့သိလားအဲ့ဒါလေးကိုဒီနေ့ကိုယ့်ရဲ့အကြောင်းအရာလေးနဲ့ရှင်ပြီးတော့ပြောပြပေးမှာပေါ့နော်နားလေပါကျွန်မရဲ့ တချို့အရာတွေကလွယ်မယ်လို့ထင်နေမှာလွယ်ဘူးတော့တကယ်မလွယ်တာသိလားပတ်စံဝင်တာပေါ့နော်ပတ်စံရတဲ့နီလန်တချို့တွေကထင်ပတ်စံရှားတာလွယ်လို့ထင်မှာမလွယ်ဘူးဒါလေးကိုပေါ့နော်ကျွန်မကဒီနေ့ကျွန်မပြောပြခြင်းနဲ့ကျွန်မရဲ့ဒီယနေ့ကျွန်မရဲ့ဖြစ်တည်မှုလေးကိုကျွန်မပြောပြခြင်းတာပေါ့နော်ကျွန်မက YouTube ကို page ကိုစထောင်တော့อ่ะပေါ့เนาะဘာလို့လုပ်လိုက်လဲဆိုတော့ပြင်းလို့ပြင်းမဟုတ်ပေါ့เนาะအဲ့လိုမျိုးပေါ့ဩကိုကခီးသွားတာလေးတွေပါနာပါတယ်ဩငါခီးသွားတချို့ပြောတာဟို YouTube ကနေပြီးတော့တဲ့ YouTube ကနေပတ်စံရတယ်ပေါ့เนาะပတ်စံရတယ်ဆိုတော့ပတ်စံဆိုလိုချင်တာပေါ့เนาะပတ်စံမလိုချင်တဲ့သူရှိမလားလိုချင်တာပေါ့မလေးရမ်းလိုချင်တာပတ်စံရမ်းလိုချင်တော့ပေါ့သူငွေချင်းရအခြေရငွေချင်းရတယ်သူကသူလဲလောက်တာဟုတ် ဲ့လို तू ကတော့သူ့ ID ပေါ့တနေ့စာတနေ့တာလေး तू လောက်ကဟာလေး तू ပြတာပေါ့နော် तू အဲ့လိုမျိုးလေးပြ तू ကတော်ညာလေးတွေရတယ်ပေါ့နော်ရှက်ရှက်စင်မှာမရသေးဘူးတိလာဆော့ဆော့ချင်းမှာဆိုတော့ तू လောက်လူရောက်90လားမသိဘူးနော်လူရောက်90လားမသိဘူး तू ကအဲ့လိုမျိုးပေါ့နော်ကိုပေါ့စာ like and share လောက်ထားပေးထားမှ तू ကအတိမတ်ပြရလေး YouTube page ကိုဖွင့်တဲ့လူတွေအကုန်သိမှာပေါ့နော် YouTube page ကိုဖွင့်တဲ့လူအကုန်သိကြမှာပေါ့နော်ဆိုတော့ကျမကလည်းအဲ့ဘုရားသခင်ရဲ့မယေဘူးလက်မှာပေါ့မီးဒီနေ့ဒီပြောချင်တာဗာလဲဆိုတော့ကိုလည်းအလိုပေါ့ လိုချင်တာပေါ့ YouTube ကနေပတ်ဆိုင်ရတယ်ဆိုလိုချင်တာပေါ့အဲ့ဒါကြောင့်တချို့လေဆိုရှင်ခီးသွားဘလော့ဂါတွေရှိနေเนาะခီးသွားဘလော့ဂါတွေ food ဘလော့ဂါတွေပေါ့အလားပြင်းတဲ့ပတ်သက်တာတွေပေါ့เนาะသူတို့တွေလောက်ကြတာပေါ့အော်ငါလည်းကိုကတော့ sell မဟုတ်မယ်လေငါလည်းလုပ်မယ်ဆိုပြီးတော့ပတ်ဆိုင်ရရင်ပြီးရောဆိုပြီးတော့ပေါ့เนาะကိုလောက်ကြည့်တာပေါ့ဖြစ်ချင်တော့ကိုတရားနေပြီးတော့ပေါ့เนาะအစတော့ကတော့ဟိုလွယ်မင်းတင်တာပေါ့ တကယ်ကြီးကလည်းပြောလေဒီလိုလိုလို့ဒီနေ့ဒီတနေ့ဆိုဘလဘလတင်ဘလဘလပုတ်တင်သူကလည်းသပွိုင်းလေးတွေရှိရသေးလား YouTube ကလည်းသူသူသူ့ရဲ့သူပေါ့ copyright တွေဘာတွေပေါ့နော်ကိုကအစားတော့ကတော့တင်တော့သိကိုကြည့်မယ်လို့မရှိဘူးလေကြည့်မယ်ကိုကဆယ်လီမမဟုတ်တာနော်နောက်ပိုင်းကျတော့အဲ့ဒီပြီးခဲ့တဲ့ဟိုနံပီးဒီကုဒီနေ့ဆိုပေါ့အစားလောက်မှဖြစ်လိမ့်မယ်တူတယ်အဲ့မှာစပြီးတော့ဖြည်းဖြည်းနဲ့ဟို ဟိုပေါ့တရားနေပြီးတော့90နေပြီးတရားဖြစ်လာတယ်တရားနေပြီးတော့1000ဖြစ်လာတယ်ဖြည်းဖြည်းနဲ့ပေါ့နော်ဖြစ်လာတော့အခုဆိုလို့ရှိရင်ပေါ့2000လေးပါပေါ့နော်အဲ့လိုဖြစ်လာတယ်ဆိုတာကလည်းနေရိုင်းလိုကိုကလိုက်လွင်ပြီးအဲ့တော့အဆိုလို့ရှိရင်ကိုဆွေနိုင်ငံရဲ့အကြောင်းအရာလေးကိုကပြောတာများတယ်လေဘူတူတာအနေနဲ့ဆွေနိုင်ငံအကြောင်းအရာလေးပြောတာများတယ်ပြီးတော့ကျမရဲ့ငယ်ဘဝလေးတွေပေါ့နော်ငယ်ဘဝဘယ်လိုဖြတ်သန်းခဲ့ရလဲပြီးတော့ကျမတို့ မြန်မာပြည်မှာနေတုန်းကမြန်မာပြည်မှာကိုနေခဲ့တဲ့အချိန်တိုင်းတာတွင်မှာကိုဖြတ်တန်းခဲ့တဲ့ဘဝနဲ့ယနေ့လက်ရှိဘဝလေးအဲ့လိုမျိုးတွေပြောလူစိတ်ဝင်စားတာနဲ့တူပါတယ်ကျမရဲ့ဒီ H layer ထွေးပြင်းနဲ့များလာတာပေါ့နော်တရားတရားနဲ့အဲတရားနဲ့ပြီးတော့အေးငားရလို့ဖြစ်လာတာပေါ့နော်ဘာကြောင်ကြောင်ညာမှတော့မရသေးဘူးပေါ့နော်။ဘာကြောင်ညာကတော့မရဘူး။ဒါပေမဲ့သူအဲ့လိုမျိုးပဲကိုကနေရာလွှင့်နေရတာ။ဒါပေမဲ့ပြောမသိလား။ ပါဆက်ကသာပြောလို့ရမ်းလွယ်တာเนาะမနေ့ကလည်းမလွင့်ပြဘူးတနေ့ကလည်းမလွင့်ပြဘူးကိုပြောချင်တဲ့အရာရဲ့လက်လွတ်နေဆိုတာကိုအကြောင်းအရာတစ်ခုရှိမှပြောလို့ရသူများတွေကတော့ကျမတော်တော်များ page တွေသူများတွေကြည့်တာသူတို့သူများရဲ့သူများတကာသတင်းကိုသူတို့ယူလိုက်တယ်ယူပြီးလို့ရှိရင်သူတို့ဒါ copyright တော့ညှိရတော့တကယ်တမ်းကြာတော့ဟိုဖြစ်မှာပေါ့တချို့ကလည်းအော်သူတို့ page နာမည်ကြီးအောင်ဆိုပြီးတော့ပဲဖွင့်ပေးရလားဘာလားတော့မသိဘူးကျမကကျမရဲ့ဒီဒီ ဥစား page ကိုကျွန်မ copyright နဲ့ညှိဟာသူမှကျွန်မဥစားကူးယူလည်းမရဘူးပေါ့နော်အဲ့လိုဆိုတော့ဟိုကြောက်နေတာခဏနေချင်းတော့ကလည်း message တိစားလေဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုး ဖြစ်တဲ့ခါကျတော့ကိုကကိုကလွှင့်ရတာလေ live ကိုလွှင့်ရတာအမျိုးမျိုးသူကပြောပြီးလွှင့်နေရတာမဲ့ကိုကျမသူများသူများတကာရဲ့ post ကိုလည်းမယူတတ်ဘူးကွာသူများတကာရဲ့ post ကိုယူပြီးတော့ကိုကဟိုကင်မရာကင်မရာတလုံးနဲ့ဟာဒါကြီးက တော်လန်ရေးအကြောင်းကိုကိုပြောချင်တဲ့အရာတစ်ခုကကိုပေးချင်တဲ့ image တစ်ခုကသူများတကာအတွက်အကျိုးရှိတဲ့အရာပဲပေးချင်တာလေနော်ပတ်စံတော့လိုချင်တာပေါ့ YouTube ကလည်းကြော်ညာခါသူများဆိုအခု sell တွေဆိုလို့ရှိရင်အခုဆိုအကုန်လုံးတော်များများ sell တွေဆိုတော့တော်လန်ရေးထောက်ပို့တွေရောအကုန်လုံး YouTube ကနေပြီးတော့ဖွင့်ပြီးတော့သူများအကြိုက်ပြီကျွန်တော်တို့ထဲရတော့ရှိသေးတာပဲကျွန်တော်တို့ထဲရတချို့ lobby တွေဆိုလို့ရှိရင်ရေးတဲ့ YouTube မှာခါတဲ့ဟိုပေါ့နော် ဥစားပစစ်ကောင်စီကိုဆဲပေးတယ်ပြောပေးတယ်တချို့လည်းအဲ့ဒီနားထောင်မျိုးသူကဟာလိုက်တယ်သူဆက်နေရတာပေါ့နော်ကျမအဲ့ဒါပြောချင်လို့ကျမဘာသာဆဲကျမမှမဆဲချင်တာဆဲလည်းမဆဲချင်ဘူးပြီးတော့ကို့အတွက်သူများတကာရဲ့နိုင်ငံရေးအကြောင်းလည်းပြောချင်တယ်ပြောချင်ဆိုနိုင်ငံရေးဘာသာပြောမှလဲအကုန်လုံးသိနေတာပဲလीနော်နိုင်ငံရေးအကြောင်းပြောရင်အကုန်လုံးကသိနေရလေဘာဘယ်သူဘာဆိုတော့ ကိုကပြောတဲ့အရာတခုကသူများအတွက်အကျိုးရှိတဲ့အရာပဲပြောချင်တယ်သူများအတွက်အကျိုးမရှိရင်ကိုမပြောချင်ဟိုပြီးခဲ့တဲ့အခေါက်တည်းကျမလိုက်တရားအလိုပေါ့နော်ဟိုတက်တယ်ဆိုတာကဘာကြောင့်ကျမအလိုပေါ့ဆွေနိုင်ငံရဲ့အကြောင်းကိုပြောတယ်လေဆွေနိုင်ငံမှာလို့ရှင်ဘာလို့အပ်တယ်လဲဆွေနိုင်ငံရဲ့လူခွင့်ရေးပညာရေးအဲ့ဒါတွေပြောတော့သူများစိတ်ဝင်စားတာပေါ့နော်အဲ့ဒါကြောင့်မလို့ကျမရဲ့ live လေးကတပိပိနဲ့အစေးရောင်လေးတောင်းတဲ့ချီရှိရကြည်ရရှိရเนาะကျမ live ကိုအဲ့ဒီတော့ဆိုရင်ကျမရဲ့ live ကတောင်းတဲ့ချီရှိကြည်ရလူရှိတယ် ဒါပေမဲ့နောက်ပိုင်းလဲကြတော့ကိုကကိုကညာခိုင်းလဲဆင်းရတယ်။ညာခိုင်းလဲဆင်းရဖြစ်တဲ့အတွက်ကြောင့်တဲ့မနေ့ဆိုလို့ရှိကအိတ်ချင်းနဲ့ရှိရပါတော့အိတ်ချင်းရှိတယ်ပြီးသူကပြောတာပုံမှန်လွှင့်ရတယ်တဲ့ပုံမှန် မမလို့ရှင်ကိုယ့်ရဲ့ဒီအကောင့်ထဲမှာရှိတဲ့လူရကြကြသွားတယ်အဲ့ဒါကျွန်မမသိဘူးကျွန်မအကောင့်ကျွန်မပြန်ကြည့်လူရပြန်ကြသွားတယ်သူကနေရအနဲ့တငငချင်းကပြောတာပေါ့မဟုတ်ဘူးမားတယ်နေနေရလို့လွှင့်ရတယ်ဟဲ့နေနဲ့ငါဘာလွှင့်ရမှာလဲနေနဲ့လွှင့်နေအောင်ကိုအချိန်မပေးနိုင်ရယ်နော်နေနဲ့ကျွန်မကျွန်မဘာကြောင့်ပြောရမှာလဲနေရအာကျွန်မထမင်းစားပြီးပြီလားနေကောင်းလားအဲ့ဒါပြောရမှာလားအဲ့ဒါလည်းမပြောချင်ဘူးလေနော်ကိုဒီနေ့တော့အဲ့လိုငါပတ်စံလိုချင်တာက ဟိုအာလူတူကလည်းပတ်စံရှောက်လို့လေလည်းမတင်နဲ့ခတ်တယ် live stream ရတယ်သူများအကြိုက်ပြောရတယ်အဲသူများစိတ်ဝင်စားအောင် ပြောရတယ်သူများအစဲခံအောင်ပြောရတယ်ကျမလာပြီးတော့လည်းမစဲနဲ့ကျမကကျမအစဲခံမှုမွေးထားတာပေါ့ကျမအစဲလည်းမခံခြင်းဘူးအစဲခံခြင်းနဲ့ဆိုလို့နည်းလို့ရဆိုတော့နိုင်ငံရေးအကြောင်းပြောမယ်ကွာအစိမ့်နေကအစိမ့်အစိမ့်အတွက်အစိမ့်အစိမ့်ဘက်ကိုပြောပြလို့ရှင်အနေလာဆဲနေမယ်အဲအဲ့ခါကြလို့ရှင်လည်း ကိုကိုမုံနေသူရှိမယ်။ဟောအနေကြလိုက်ပြောလို့ရှင်ကိုအစိမ့်နေမုံအမုံခံတိုင်းမှာအစဲခံတိုင်းမှာကိုကအဲ့ ပေါ့နော်ဒီ live တွေရမှာပေါ့နော်အဲကျွန်တော် selling တော့မတူဘူးပေါ့တချို့ selling တွေကြာအခုဆိုလို့ရှိရင်တချို့ director တွေဆိုလို့ရှိရင်ဟို director တွေဆိုလို့ရှိရင်သူများအကြောင်းပေါ့နော်သူသူများဒီသူတို့သူတို့ဟိုရုပ်ရှင်လောကအကြောင်းတွေပြောတာပေါ့နော်အဲ့မှာကြည့်လို့အများကြီးရှိသွားတယ်တချို့တော်တွေက director တွေကြာတော့လဲသူတို့ဘာရောင်းကလေးစစ်ကောင်စီရဲ့အကြောင်းတွေပြောကြတယ်အဲ့လိုပြောနေသူတို့ရဲ့သူတို့ကြည့်ရတဲ့သူကများသွားတယ်တချို့ကြာတော့လဲတချို့ ဥစား lobby တွေချက်အစိမ့်ကြိုက်လိုက်ပြောတယ်အခုဆိုလို့ရှင်เนาะအစိမ့်နေဆိုလို့ရှင်လဲသူများတကာ page ကိုယူကြတယ်နိုင်ငံရေးနိုင်ငံရေးကိုခုတုံးလို့ပြီးတော့ပေါ့เนาะစီးပွားရှာတယ်အများကြီး YouTube ကနေစီးပွားရေးရှာတာများကြတယ်ကျမမှာကြာအဲ့သူတို့မှာကြော်ညာကတွေရတာပေါ့ကျမကြော်ညာကရဖို့နေတာကိုကိုရဲ့ page ကလူရအောင်နင်းနေကြပါနေရလို့လည်းမလွင်နိုင်ဘူးနှစ်ရက်သုံးရက်ရှိပြီကျမမှွင့်လာပါတယ်ကျမလွင့်လွင့်လို့လည်းမလွင့်မို့လဲကျမပင်မနဲ့ညဘက်ကြာလို့ရှင်ကိုက ဟိုမညအလုပ်စင်းတော့မနေ့ခွန်နိုင်ဆိုပြန်ရောက်တယ်ရောက်တာနဲ့တမင်စားခြင်း check ကြရဲပြောရတဲ့အခြေရှိတယ်ပြီးတော့ပြောလို့လို့ပဲကိုပြောတဲ့အရာတခုကအကျိုးရှိမှပြောချင်တာလေနော်အကျိုးမရှိဘဲနော်မပြောချင်ဘောနော်ဒါကြောင့်တချို့ထင်တာက YouTube ကနေပတ်စံရှာအရင်လိုတယ်မလွယ်ဘူးဖြင့်မလွယ်ဘူးဆိုတာဘာလဲဆိုတော့ပြောချင်တဲ့အကြောင်းအရာအဓိကကဟိုပေါ့ဟိုနိုင်ငံရေးအကြောင်းပြောမလားအဲ food blogger ဆိုတော့ကျွန်မ အစားတော့ကလည်းကျမကကြာဖြစ်တယ်လို့စားတာလေဟုတ်တယ်မလားမချက်လက်မိဖို့ကြောင့်မှနေပြီးတော့သိမလားဟိုမချက်နိုင်ဘူးအဲ့ဒါလည်းသိပြီးကိုရှိဒီနေ့ဆိုလို့ရှိရင်အဲယောက်ျားဝယ်ထားတဲ့ဟင်းတွေပဲဖြစ်တယ်လို့စားတယ်ခါလေးမှမဟင်းငါတော့ချက်တာပေါ့နော်အဲ့လိုမျိုးပေါ့နော်ပြောချင်တာကတစ်ချိန်လုံးအချိန်မပေးနိုင်ဘူးအခုဒီနေ့ဆိုတရက်ပဲနားရမယ်။မဖြစ်ဆိုတော့အလုပ်သွားဆင်းရမယ်။ရှေ့ဘက်ဆို9ရက်900ဆင်းရမယ်။လူမျိုးလေးတွေပေါ့။ဒါပေမဲ့တစ်ခါလေကြာလို့ရှိရင်ကိုကအခုဟိုစာနှစ်လပိုင်းဆိုရင်ကိုကထားရုပ်ခီးသွားတော့မယ်။အဲ့ခါကြာလို့ရှိရင်တော့ တလလုံး relaxing ရမယ်လေအဲ့ခါကြာလို့ရှင်တော့ကန်းချေသွားမယ်ဒီခါချင်းမိုင်သွားမယ်အဲချင်းမိုင်သွားမယ်အဲ့လိုမျိုးလေးတော့ခီးအချင်းမိုင်မှာရန်လှပါတယ်ပေါ့နော်ဆိုတော့အဲ့ချင်းမိုင်မှာရှိတဲ့ဒီအလှပတွေကိုအဲရိုက်ပြမယ်အဲ့လိုမျိုးတော့စီစဉ်ရှိတာပေါ့နော်ဒါပေမဲ့နေရတဲ့လိုဆွေနိုင်ငံမှာနေပြီးတော့အားတဲ့အချိန်မှာကျမ live မလွင်နိုင်ဘူးအဲ့တည်းကျမရဲ့အကောင့်ရကြက်ကြက်ကြက်ကြသွားတယ်ဒါပေမဲ့လေဟိုအပြက်လက်ခံလို့မရဘူးလေနော်သူပြန်ဆရလို့ရှင်သူက ချိန်ပြန်ပေးရတာ哦ဒါကြောင့်မလို့ကြီးစုသူတွေအားလုံးတော့ကျေးဇူးအများကြီးတင်ပါတယ်လို့ loss ဆိုတော့ anti ပြောတဲ့အကြောင်းအရာတွေကစိတ်ဝင်စားစရာတိတ်မရှိပေမဲ့လေဟိုဟိုနဲ့ပြောပြမသိလား ကျမကလေတမျိုးပေါ့နော်ကျမပတ်စံရဖို့အတွက်သူများတကာကိုကျမအသုံးမချတတ်ဘူးအဲ့ဒါကျမရဲ့စိတ်ဓာတ်ပဲဟိုအခုဆိုတချို့ဆိုလို့ရှင် lobby တွေဟိုလူအကြောင်းအတင်းပြောလိုက်ဟိုလူအကြောင်းအတင်းပြောပြီးတော့သူတို့တွေဒီလိုမျိုးပေါ့နော်ဒီသူများအကြောင်းပြောပြီးတော့သူတို့ page တွေကို follower တက်အောင်လုပ်ကြတယ်ကျမအဲ့လိုမျိုးမလုပ်ဘူးရှင်အကြောင်းလဲဆိုတော့ကျမထမင်းစားဖို့အတွက်ကကျမမှာ ကိုပိုင်လာကရှိရဟုတ်တယ်ဟုတ်ကျမရတဲ့လာကနဲ့ကျမထမင်းစားလို့ရတယ်ကျမသူများအကြောင်းကိုသူများအကြောင်းကိုဥပ္ပဥစားပေါ့ target ထားပြီးတော့ပြောဗီတာမင်စထဲမှာကျမမပေါင်းကျမရဲ့အဲ့ဒါလည်းကျမမချိုက်ဘူးကျမတို့ကကိုထူကိုထပေါ့နော်ပင်မခံမယ်လေပတ်စံဆိုတော့လွယ်ကူမှအခုကျမလည်းကြည်လေကျမမှာ live ရန်လွှင့်လွှင့်မှာပတ်စံရမှာလေကျမနေရသူများစိတ်ဝင်စားအောင်ပြောရမယ်သူများအကြိုက်ပြောရမယ်အဲ့ခါမှာကျမရဲ့ live ကိုသူများစိတ်ဝင်စားမှာလေဒါပေမဲ့ကျမကအချိန်မပေးတော့ကျမပြင်းတာပြင်းတယ်ဆိုလို့ဘာသာပြောရမှာတရတရသမီးစားပြီလာဒီကောင်းလားအဲ့ဒီနေ့တော့မမှောင်နေတယ် ါအစွေနိုင်ငံအခုစမှောင်နေပြီလေဟောအမှတ်တနေကိုမှောင်နေတယ်အဲ့ဒီနှင်းနှင်းကြရဲအဲ့ဒါတွေပြောလို့ဒါဟိုအဖြူနဲ့အမေနဲ့ပြောသူများစိတ်ဝင်စားဘူးပေါ့နော်နိုင်ငံရေးအကြောင်းပြောမလားမပြောဘူးကျွန်မကျွန်မနိုင်ငံရေးအတွက်ကိုနိုင်ငံရေးအကြောင်းပြောလို့ရှိရင်လေကိုကိုကဘလို့ကိုတိထားတယ်လေနိုင်ငံရေးအခုချိန်မှာနော်ရှုပ်ရှက်ခံနေတာပဲနော်ဒါမဲ့ကိုကိုတိတာလောက်ပဲကိုထားထားလိုက်တယ် သူများအကျမကိုလာပြီးတော့နိုင်ငံရေးဟိုကျမသူများတွေကိုလည်းကျမသုံးတာတက်ဖို့နိုင်ငံရေးအကြောင်းပြပြီးတော့နိုင်ငံရေးကိုဘန်းပြပြီးတော့ဟိုကိုကိုရဲ့ page ကိုအများကြီးအောင်သူများစိတ်ဝင်စားအောင်အဲ့တူလည်းကျမမပြောဘူးဒီပုံကြီးရှိတယ်ပြောမှဒီပုံရှိတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံရေးကကျေပြန့်နေပြီးတော့ဟိုဘယ်လိုခေါ်မလဲအဲ့ဒီတည်းမှာကျမမပါခြင်းမူကိုတိတယ်ကောင်းလားဆိုးလားဘယ်အမှန်လဲဘယ်အမှားလဲကိုတိနေတယ်ပြောခြင်းကိုအချင်းချင်းမဲ့ကိုလက်တို့ပြီးတော့ နောက်ကွယ်မှာပြောလိုက်မယ်အဲ့ဒါအဓိကပဲဘာကြောင့်လဲဆိုတော့ကျွန်တော်ကနိုင်ငံရေးကိုကျွန်မကြည့်မစိတ်စိတ်မကောင်းတာအများရှိရနော်ဒါပေမဲ့ကျွန်မအမြဲတမ်းပြောတဲ့စကားတစ်ခုရှိပါတယ်ကျွန်မအစိမ့်လည်းမစိမ့်ဘူးအနေလည်းမကြိုက်ဘူးကျွန်မအဖြစ်အောင်သက်ပဲဘာကြောင့်ကျွန်တော်တို့ထိအထိနာလို့ရှင်ဘယ်သူနာလဲဆိုတော့လက်လုတ်လက်စားပြည်သူတွေကအထိနာတာတကယ်တမ်းကျအထိနာတာပြည်သူတွေကအထိနာတာပတ်စံချမ်းသာတဲ့ခရိုနီတို့ပတ်စံချမ်းသာတဲ့အမှုပညာရှင်ဘာမှမဖြစ်သွားအောင်တကယ်လက်လုတ်လက်စားအောက်ခြေလူရန်စားတွေအထိနာတာ ပြည်သူတွေကိုပြည်သူတွေပဲထိနာတာအဲကြောင့်နိုင်ငံရေးနဲ့ပတ်သက်လို့ဟိုအတုံးချပြီးတော့နိုင်ငံရေးအပန်းပြပြီးတော့ဟာဟိုလူဟိုလူရဲ့ဘီပြောရင်ကျမမလုပ်ချင်ဘူးသူများရဲ့သူများကော်ပီခိုးပြီးတော့သူများရဲ့ post တွေကော်ပီခိုးပြီးတော့ထမင်းစားမလို့ကျမမလုပ်ဘူးကိုထူကိုထားနဲ့ကိုပြောချင်တဲ့အရာပဲကိုပြောမယ်အကြောင်းလို့ပတ်စံရှာသူချက်ပြောအာ YouTube ကတော့ပတ်စံလုံးဝင်တယ်မဝင်မှုရှင်ကျမအတွက်ကအရင်စိတ်ရှုပ်ရတယ်နေရလို့လွှင့်ရတာလေကိုမမလွှင့်နိုင်ဘူးဒါကြောင့်မလို့ကျမဒီနေ့ကတော့ ဒီနေ့ဆိုလို့ရှင်ပိုတော့မလွင်ဒီနေ့ကျမตาအကြီးဆုံးလေးကျမตาကြီးကိုကျမตาကြီးနဲ့38နှစ်ပြည်တာပေါ့เนาะဘာတစ်ခုဥစားရလဲဆိုတော့ all ตาကြီးအသက်38တောင်ရပြီပဲလို့ all လို့အချိန်နေစာကုန်မြင်တယ်เนาะကျမတို့ရအသက်တရတနေ့ကုန်လို့ရှင်အသက်ကတရက်ပိုကြီးတယ်เนาะတနေ့တရက်ကောမပြောနဲ့တစ်စက္ကန့်လေးတည့်ရစက္ကန့်60လေးပြေးတာမှအသက်တွေတဖြည်းဖြည်းနဲ့ကြီးကြီးသွားတာလေ။ဒါကြောင့်အသက်ကိုအသက်ရတစ်ခုရလာပြီဆိုရင် အေးဆေးတာပဲတိတ်ဆိတ်တာပဲလိုချင်တယ်အေးချမ်းတာပဲလိုချင်တော့တယ်ပြဿနာပေါင်းစုံလည်းမလိုချင်တော့ဘူးဟိုပေါ့ဒီလိုမျိုးအခုလိုမျိုးကိုနိုင်ငံရဲ့အခြေအနေကိုချိစိတ်ကမကောင်းဘောเนาะအခုဆိုလို့ရှင်တော့လော်အကုံလုံးလေးသိလားဟိုပွာထတာဗျเนาะအခုတွေ့မှာဒင်းနေပေါ့ဒါမဲ့ဘသူမှလည်းပြစ်ပြောလို့မရဘူးเนาะဘာကြောင့်လဲဆိုတော့ဟိုကျမအမြင်နဲ့ပြောပြီးနိုင်ငံရေးမပြောတော့ပြောလိုက်ပါဦးမယ်ကျမအမြင်နဲ့ပြောရမယ်ဆိုရင် နှစ်ဖက်စလုံးကိုကျမအားမပေးဘူးနှစ်ဖက်စလုံးကမကောင်းအဲ့လိုပြောနေစမ်းနော်နှစ်ဖက်စလုံးမကောင်းပါဘူးဘာကြောင့်လဲဆိုတော့ဟုတ်တယ်ဟိုအဲမပြောတာပဲကောင်းပါတယ်နော်ကျမအဲ့နိုင်ငံကမပြောမပြောတာပဲမပြောတော့နော်စိတ်မရှိပါနဲ့ကျမနိုင်ငံပြောချင်မှုရှင့်ဒါကြောင့်မလို့ကျမက အခုဆိုလို့ရှိရင်ဗောဒီနေ့အဲ့လိုမျိုးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်တာလေးကိုပြောရဲရင်တော့ဆိုရင်ကိုယ့်ရဲ့ဒီ page ကအနေနဲ့လေးအသက်ရှင်ဟိုတက်သေးတာပေါ့နော်အစိုက်အောင်မြင်ရသေးတယ်။မကြောက်အေးရင်တော့ကျမပြောလို့ရှိရင်ထောင်ကနန်းနဲ့တောင်ကနန်းနဲ့ချီကြည့်တာဟုတ်ကျမရဲ့ဒီ page ကိုဒါပေမဲ့အဲ့တော့အဲ့တုန်းကတော့ကိုကပြောစီရရှိတာဟုတ်ကိုကိုဒီဖြတ်တာရဲ့ဘဝတက်တန်းရှိမယ်ကိုနေခဲ့မြန်မာနိုင်ငံမှာကိုကြီးပြင်းခဲ့တဲ့အသက်တာရှိမယ်အဲ့ဒါလေးကိုပြောနောက်ပိုင်းကျကျမကအချိန်မပေးနိုင်ဘူးအဲ့လိုပေါ့ညဘက်အလုပ်ဆင်းနေမနေ့ကပြန်လာတဲ့အဲ့ချင်းနဲ့ကိုကျမ်းမာရေးရှိမယ် မပြအဲ့မှာလေကျမတပတ်လောက်လာမသိမဟုတ်လို့မနေရအဲ့မှာထိုးကြသွားတယ်အတငယ်ကြီးကမှောက်ဘူးမားတယ်နေရလွှင့်ရတယ်ဟဲ့နေငါဘာလဲသူကလွှင့်ဖလွှင့်ရလွှင့်နေတယ်ဟဲ့ငါလည်းဘာသွားလွှင့်ရမှာလဲဘာဟေးငါပြောရမှာလဲပေါ့နော်တမဟုတ် YouTube တို့ကတော့အလိုနေရလွှင့်ရတယ် Facebook ဆိုလည်းနေရလွှင့်ရတယ်ဟဲ့တော့ငါဘာပြောရမှာလဲဆိုဒုက္ခပဲဒီနေ့ကတော့အကြောင်းပြောချင်ပါတယ်ပတ်စံရှာတာမလွယ်ဘူးရှင် နော်ပတ်စံရှားတာမလွယ်ပါဘူးရမ်းခက်ခဲ့ပါတယ် YouTube ကနေပတ်စံဝင်တယ်လို့မထင်နဲ့အဲ့လိုမျိုးဝင်ဖို့အတွက်ကိုလည်းသူများစိတ်ဝင်စားအောင်ပြောရတယ်သူများသူများအကြိုက်လိုက်ပြောရတာရှိမယ်သူများအဆဲခံရတာရှိမယ်တချို့ကျမအသိတွေအရင်တော့အသိတွေဆိုလို့ချင်းအမလေးလည်း save စီ save မများ save များ save အဲ့မှာငါပတ်စံဝင်ပါတယ်အမလေးသူတို့အဆဲခံပြီးတော့ပတ်စံရမယ်ဆိုအဲ့ထမင်းလည်းကျမမစားဘူးအဲ့သူများကိုယ်ကို save ရဲဆိုတာအမင်္ဂလာလေနော် ကျွန်မတို့ဆမကြည့်ချင်အခုမှတချို့တွေအဲထောက်ပို့ယောက်ျားကြီးတံမဲ့ဖေတွေမောင်နဲ့ဆဲတာကျွန်မအရန်ရှက်တာပဲသူတို့မရှက်ဘူးကျွန်မရှက်တယ်ယောသူမရှက်မြင်သူရှက်ပဲနော်။ဘာကြောင့်ဆိုယောက်ျားကြီးတံမဲ့မိန်းမတက်ကိုဆဲတာမှယွန်စရာကြီးတွေယွန်စရာကြီးတွေအဲ့လိုမျိုးကျွန်မမကြည့်တော့တချို့ကလော်ပီတွေလीသိမလား။သူများရဲ့သတင်းတွေယူတယ်ဟိုသတင်းတွေယူတယ်အတုထောင်လို့ပေးတဲ့အဲ့လိုမျိုးပိတ်ချင်ကျွန်မမကြည့်ဘူး။ဘာကြောင့်လဲဆိုတော့ နောက်တိုင်းပြည်ကမငင်သက်ပါဘူးဆိုမှတိုင်းပြည်ကမအေးချမ်းပါဘူးဆိုမှရှင်တို့ကအတုထောင်လုပ်ပြီးတော့ဟိုလိုရန်တိုက်ရန်တိုက်ပြီးတော့အဲ့ရရတဲ့ပတ်စံနဲ့ရှင်တို့ကဟိုစားတောက်နေတာကျွန်မတော့ကျွန်မဝင်းပူတယ်ကျွန်မကျွန်မမလုပ်ဘူးကျွန်မပြောချင်တဲ့အကြောင်းအရာလေးကဒီနေ့ကတော့ပတ်စံရသလောက်လွယ်မလွယ်ဘူးပေါ့နော်ပတ်စံရှာတာမလွယ်ပါဘူး YouTube ကလည်းပတ်စံရဖို့ဆိုတော့တကယ်လည်းမလွယ်ပါဘူးအကျွန်မတို့ကျွန်မတို့ကြာတော့တမန်ဒီဟာကြီးကိုစီးပွားတချို့ရတာကို YouTube ကဟိုစီးပွားရေးအဖြစ်လုပ်တဲ့သူတွေအတွက်ကတော့ အဆင်ပြေမှာပေါ့နော်သူတို့ကတော့စီးပွားရေးအားနဲ့လုပ်ပြီးတော့အပင်ခံနေသွားကြမယ်ပြကြမယ်ပြပဆန်ညရတယ်ကျမစီးပွားရေးသမမှုတာကြီးကျမမှာကျမအလုံးနဲ့ကျမနဲ့အချိန်ပေးနိုင်သေးဘူးနော်ညဘက်အလုပ်ကိုဆင်းရတယ်မနေ့ပြန်လောက်တယ်အိပ်ရတယ်ပြီးတော့ကျမအိပ်ချရမှမှန်လို့မရအောင်ပြောချင်တာပါလဲဆိုတော့တချို့ထင်တာက YouTube ကပတ်စံရှာလွယ်တယ်မလွယ်ဘူးရှင်မလွယ်ဘူးအထူးဖြစ်ကျမတို့ကျမတို့လိုမျိုးသူများရဲ့ ဟိုပေါ့သူများရဲ့တည်င်းကိုယူပြီးတော့ပြန်ပြန်ပြီးတချို့ရှိရလေခုကြည့်လို့ရတယ်တချို့ဟိုကောင်းလေးတွေကောင်းမလေးတွေအဲဒီနေ့ဒီအမအကြီးကဘလို့ပြောနေတာသူတို့ဘလို့တွေပြောနေတာကဲကျမရဲ့ကျမရဲ့ page လေးကိုကြည့်လိုက်ပါဦးဆိုတော့သူများရဲ့အတင်းဖြင့်သူများရဲ့ပัฒနာကို तू อ่ะ तू อ่ะဝင်ကူးပြီးတော့ကျမကရန်အဲ့လိုမျိုးချောရှုံချတာပေါ့နော်ဘာလို့လဲဆိုတော့ကိုယ့်အရေးချင်းနဲ့ကိုရှာလေးပတ်စံအောင်ဟုတ်မလားကို YouTube မှာကိုပတ်စံရှာရင်သူများစိတ်ဝင်စားကိုယ့်အရေးချင်းနဲ့ကိုရှာ သူများရဲ့ post တွေကိုလိုက်မ share နဲ့သူများရဲ့ post တွေကိုအသုံးချပြီးတော့မလုပ်နဲ့ဟုတ်တယ်ဟုတ်ဒါကြောင့်လူတွေကပတ်စံကိုလွယ်လွယ်ရတဲ့အလုပ်ပဲလုပ်ကြတယ်။သူများသူများတကာရဲ့ post ကိုယူမဲ့ပြီးလွယ်လွယ်ရအလုပ်ကိုလုပ်ကြတယ်။ကို့အဖကိုအားအင်အခုကျမလို့ပေါ့ဘာပြောမှန်းလည်းမသိဘူး။အော်ပတ်စံပတ်စံရှာရမလွယ်ပါလားပေါ့နော်။လူတွေကလည်းပတ်စံရဖို့မလွယ်ပါလား။ဟောအဲ့ဒါလေးတွေငါပြောလိုက်မှကောင်းမှာမသိဘူး။အဲ့လိုပေါ့နော်။ဟိုတနေ့ဆိုလို့ရှင်ပြောတယ်အော်အခက်ခဲတစ်ခုလေးကိုဟိုပေါ့အမှန်အမှန်တရားကြောင့်ကိုပြောတဲ့အရာလေးတွေက သူများအတွက်အကျိုးရှိဖို့အရေးကြီးတယ်လေနော်အခုအခုဆိုရင်ကွာဟိုဘယ်လိုခေါ်မလဲအဲဟိုတနေ့ရဆိုလို့ရှင်အခုဟိုတစ်ခါဖြစ်သွားတဲ့ဆယ်လီမင်းသမီးလေးတယောက်နော်အဲနာမည်လေးပြတ်သွားတာပေါ့နော်ဟောကိုသမီးသားဘွားမှာကိုကမင်းကလေးဖြစ်ဖြစ်ထိမ့်သိမ့်မနေရင် ကိုမိဘနဲ့မှတိတ်ခါကြ။အဲ့လိုမျိုးလေးတွေပေါ့ main လေးအတွက်ပညာပေးတာလေးတွေဖြစ်ချင်းဖြစ်မယ်။အဲ့လိုမျိုးလေးတွေကပြောချင်တာလေ။ဘာမဟုတ်တဲ့သူများအကြောင်းတွေကိုအတင်းပြောဟိုနိုင်ငံရေးမှာလဲဟိုဟိုကရန်ဖြစ်ကျမနိုင်ငံရေးရဲ့တော်တော်လေးကိုစိတ်ပြတ်သွားတာပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့ဒီ lobby တွေအဲပြည်ပြေးအစဲလီတွေဆဲလီတွေနီပိန်းဆဲလီတွေအာဟိုဘက်ကဘောမဆဲလီနော်။အာဘောမနဲ့နီပိန်းနဲ့ဟိုအဲ့ကြားထဲမှာဟိုလေပြည်သူတွေခင်ဗျာတနာပါတယ်။အဲ့ကျမတို့ကလည်းအမှတ်မရှိကြဘူးပေါ့နော်။ဘယ်လိုခေါ်မလဲ။ အာသူတို့အေးပေါ်သူတို့လည်းဖြစ်မတင်ပါဘူးသူတို့လည်းသူတို့အကြောင်းတော့သူတို့ရှိမှာပေါ့နော်အော်ဒါပဲဖြစ်ပါနဲ့ငါတို့လည်းသူတို့လည်းမယုံတာမထွက်တာဂလူးလည်းကောနားလည်းပေးရမယ်နော်ဘာကြောင့်လဲဆိုကျွန်တော်တို့စီမှာကဟိုလူကအခြေအနေကိုကြည့်ရတယ်အခြေအနေပေါ်မှာမူတည်ပြီးတော့ကိုဖြတ်တန်းရတာကိုကြည့်ရတယ်ဟုတ်တယ်ဟုတ်ဒါကြောင့်လို့ ကျမတို့က YouTube ကပတ်စံရှာဖို့အရင်ခက်ခဲပါတယ်လို့အမေကျမရဲ့ပေါ့နော်ဒီ live လေးတွေကြည့်ရတဲ့သူတွေရောကျေးဇူးအများကြီးတင်ပါတယ်နော်ဟိုကျိုးနောက်ဆိုလို့ရှိရင်တော့ဘူးသူရအောင်ပြပြမှာပေါ့နော်အခုရောလောဆယ်အရဒေးရက်အတွင်းမှာကျမအရင်လုတ်ပြန်မှန်းနိုင်အလုတ်အလုတ်ပြန်မှန်းတယ်မနေ့ကဆိုလို့ရှိရင်ပေါ့နောက်ဆိုကျမပြောကျမရဲ့အလုတ်ထဲကလူမာတဲ့အကြောင်းပြောနောက်ကျမတို့ကအလုတ်ခတဲ့လူမာတဲ့အကြောင်းကကျမပြောလို့ရှိရင်လည်းမပေါ်ရပါဘူးကျမတို့မှာကျမတို့ရဲ့ဟိုပါပေါ့ စီးရှိတာပေါ့နော်ဒီဟိုပေါ့တချို့ရတယ်နှုတ်ပိတ်ထားတာရှိတယ်ကျွန်တော်ပြောခွင့်မရှိတာလည်းမပြောရဘူးပေါ့ဒါပေမဲ့ကျမကတော့ကျမအလုံးနဲ့ပတ်သက်လို့ကျမကိုလူမာရဲ့ဟိုပေါ့နော်ဒီယောဂါတွေဘာတွေတော့ဟိုအများကြီးပြောခွင့်တော့မရှိဘူးပေါ့နော်ဒါတချို့ရတယ်ပေါ့ဒါပေမဲ့ကျမပြောလို့ပဲပေါ့ကျမတို့ကလူနာလူမိုင်းနဲ့အလုပ်လုပ်ရတဲ့အခါကျတော့နေ့စဉ်တွေ့နေရတော့ယောဂါပေါ့နော်ယောဂါကမှယောဂါပေါင်းစုံเนาะအဲတွေ့ရတာရှိတယ်ပြီးလို့ရှင့် တချို့ဆိုလို့ရှိရင်အသက်ထွက်ခံနေပေါ့နော်ဘယ်လိုခံစားရလဲအဲ့ဒါလေကျမကြည့်ပြီးတော့လေနေ့တိုင်းကျမအလုပ်ရောက်လို့ရှိရင်ကျမအတွက်ကအများကြီးရလေတောင်းဝေးခရရအော်ဒီနေ့ကျငါလက်ဒီလန်းသွားမှာပါလားဒီနေ့ကျငါဒီလန်းသွားရင်ငါဘယ်လိုပုံစံနဲ့တည်မှာလဲကျမအမြဲပြင်ဆင်ထားတယ်မနေ့ရဆိုလို့ရှိရင်ပေါ့နော်ဒီလူမာတယောက်ဆိုလို့ရှိရင် အရန်ဟိုပေါ့နော်ဒီဒီသူတက်ငင်ငန်နေမှာအရန်ခံစားတာပေါ့နော်သူကကန်ဆယ်ရောဂါဖြစ်ခဲ့တာဆိုတော့အဲ့သူရဲ့အတက်ငင်တာကိုကြည့်ပြီးတော့လေကိုကအရန်သနာပါတယ်တိလားနာကျင်ခြင်းနေပြီးတော့ခွဲခွာသူလည်းသတိတစ်ချက်ချက်တော့သူရှိတော့ရှိမယ်လေခွဲခွာမာရီဒါသူသူ သူပဲတိမယ်လေဆိုကျွန်မတော့အဲ့ဒါကျွန်မတော့ဖရားတရားသမားနည်းနည်းလေးဆိုတာဖြစ်တယ်ဆိုတော့အဲကျွန်မအမြဲတမ်းဖရားရှိခိုးပေးတယ်အဲ့လိုမှတွေ့ပေါ့နော်ကောင်းရံမွန်ရံရဖို့အတွက်ရဲ့အဲ့လိုကျွန်မတို့ဘာသာပေါ့ကျွန်မခရိယန်ဆိုတော့ဖရားတရားဆုတောင်းပေးတယ်သူဝိညာဉ်ကိုပေါ့နည်းနည်းသက်စွာသွားဖို့အတွက်ပေါ့နော်နောက်ဆံမတင်းမှုအဲ့အမျိုးမျိုးကိုလုတ်ပေးတာပေါ့နော်ဒီအဲ့လိုမျိုးကိုလုတ်ပြီးကျွန်မမနေ့ပိုင်းခရနိုင်ဂျူဒီထွက်တဲ့ခါမှာသူမထွက်ခင်လေးမှာကျွန်မသူတဆုတောင်းပေးရတယ်ကျွန်မမင်းညအလုပ်စင်တော့နေ့နေ့ချက်ကျော်မှာသူဆုံးသွားပြီဆိုတော့ သုံးပါလေးစေမိသားစုနာမရှိရဲ့တာသမီးနာမရှိရဲ့ ကိုပျော်သွားတယ်။နောက်ကျမအဲဒီတေကန်ကြီးရဲ့လူတွေရှင်တို့မတွေ့ရှင်တို့မသိကျမကျမမြင်ဘူးတာပေါ့နော်။တချို့ကျလည်းညင်သက်စွာနဲ့တည်သွားတာရှိတယ်။တချို့ကျလည်းနှစ်ပတ်လောက်ကိုယောဂဝင်တာခံစားပြီးတော့တော့တည်သွားလူတွေရှိတယ်။အဲ့ဒါတွေကိုကကြည့်ပြီးတော့အော်ငါရောဒီနေ့ပဲလို့မြင်ဖြစ်မှာလေပြင်ဆင်ထားရတယ်။ဖရာတရားများများလောက်ကြမယ်ကျမတို့တွေနော်ဖရာတရားများလောက်မယ်မေတ္တာထားမယ်အခုပုံနိုင်ငံမှာဆိုလို့ရှင်လေးအမုံတရားတွေပဲနော်ဟိုကဟိုကခြုံလိုက်ဟိုကအော်ဟိုကပြောကျမကျမနိုင်ငံကလေအမုံ ိနေရွယ်ဖြစ်နေတော့ဒီလားဟိုအစိမ်းရလဲအနီးပြောအနီးရလဲအစိမ်းပြောအရင်ကကြားနေပြီးတော့ပတ်စံရှားခြင်းလူတွေကသူ့ page ကို page တွေခိုးကြအမုန်းတရနဲ့ဖြစ်နေကျောင်းနိုင်ငံယူကျွန်မအရင်သနာမိတယ်အကြောင့်မို့ဘလို့ကောမလဲရှင်တို့လည်းတည်မှာပဲเนาะမနဲ့မိုးလို့ရှင်ဖျားစင်မှာဖျားပန်းလေးထုံးမယ်ဖျားစီမီထုံးမယ်ဖျားရှိခိုးမယ်ဆူတောင်းမယ်အဲ့လိုမျိုးနဲ့ကိုယ်အိမ်ကိုတာယောင်လောက်ရတာလေအခုနိုင်ငံမှာကဟိုတတ်တာတွေဖြတ် တာတွေဟိုနောက်ပြီးတော့တောင်းတောင်းနဲ့ရံဖြစ်တာတွေဆဲတာဆိုတော့ရံဘာဖြစ်တော့နိုင်ငံကြီးကအညစ်အညမ်းနဲ့ဟိုပေါ့ရင်မှုနဲ့နိုင်ငံကြီးဖြစ်နေခါကြတော့ဘယ်လိုခေါ်မလဲကောင်းတဲ့အရာတွေမရှိတော့ဘူးပြည်သူတွေကလည်းဟိုပတ်စံရှာလို့ရတယ်ပတ်စံရှာပြီးချမ်းသာလို့ချမ်းသာတယ်ဟိုချမ်းသာပြီးတော့လည်းအမှန်တရားဘက်ကမပြောပြကြဘူးတချို့ကြတော့လည်းငါကောင်းစားရင်ပြီးရောပဲငါတပို့ရဲပဲငါချစ်ကြတယ်ချစ်ချင်းမေတ္တာဆိုတာမရှိတော့တကယ်တော့ကြတော့မှန်တာပဲလေ လက်တာကောင်းအောင်ကောင်းတော့ဟုတ်တယ်မလားဒါတွေကိုမကြည့်ပဲနဲ့ပတ်စံတစ်ခုတည်းရဖို့အတွက်ပတ်စံမျက်နှာတစ်ခုပဲကြည့်ပြီးတော့သူပြည်သူတွေအစိတ်ပေးတဲ့နော် message တွေရှိမယ်အဲ့အရာကြောက်လည်းမကောင်းမြန်အောင်ကျွန်တော်ကမကြည့်တော့ဘူးဘာကြောင့်ကျွန်မအတွက်စိတ်နှောက်ရက်ဖြစ်တယ်ကျွန်မစိတ်မကောင်းဘာမှလည်းကိုလိုပေးလို့မရအောင်ဆိုတော့ကျွန်မမကြည့်ဘူးအကြောင်းလို့ကျမရဲ့ဒီပေါ်တော့ YouTube လေးမှာပေါ့နော်ကျမရဲ့ဒီအကောင့်လေးကိုယနေ့ထိထိန်းပေးဖို့မပြုတ်သွားဖို့အတွက် ပကြည့်ပေးတဲ့သူအားလုံးကျေးဇူးကျေးဇူးအများကြီးအများကြီးနိုင်တင်ပါတယ်လို့ပြောချင်ပါတယ်။နောက်ပိုင်းဆိုတော့ဘုသူ့တရားမှာအရာလေးတွေနှင်းနေပါကြာလာပြီဆိုလို့ရှိရင်ပေါ့နော်တရားမျိုးလေးတွေပေါ့နော်။ကျွန်မလွှင့်ပေးပါမယ်လို့ပြီးတော့ကိုဘဝအသက်တာမှာရှုံဆုံရတဲ့ဝမ်းနေခြင်းချေခွဲခြင်း။ဘာကြောင့်လဲဆိုတော့တချို့အရာတွေကကိုပြောတဲ့အရာလေးတွေကသူများတခွန်အဖြစ်ချင်းဖြစ်သွားမှလေနော်။အဲ့ဒါမျိုးလေးပြပြပါမယ်လို့ဒီနေ့တော့ဒီလောက်ပါပဲလို့ကြည့်ရှုအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။နော်ဒီနေ့ကတော့တောက်ကြနေဆိုတော့အားလုံး Have a good weekend, Mano. Bye bye, Russia.